23ရက်5လ2025ကျွန်တော်အဖြစ်ခံပွားနဲ့မုန်းခံလူသားတမတော်ကာကွယ်ဦးစီးချုပ်အပါအဝင်နာသာကအစိုးရအဖွဲ့ဒီရလုံးအဘာတူချုပ်ကြီးအဲအေဂျင်စာအနေနဲ့ညီနေပြည်သူလူထုတမတော်နဲ့တမတော်သားမိသားစုတွေကိုမြေပြင်ရရှိတဲ့သတင်းချက်လက်တွေကိုသိစေလို့ကျွန်တော်ကတင်ဆက်ပေးတာဖြစ်တယ်ပေါ့နော် ကိုဖုံးရည်တဲ့ကိုစိုးတန်းနိုင်ပို့ပေးထားတဲ့မွန်မလွဲတောင်ဂိတ်တရင်အချင်းတွေပို့ထားတယ်တဲ့ရန်သူရင်အား9ယောက်လောက်လှုပ်ရှားနေပြီး296နဲ့မလွဲတောင်ကိုဝင်လုံးဖို့ဆိုတာသိရပါတယ်တဲ့လက်နက်ကြီးတွေပါတယ်လို့သိရတယ်ရွာသားတွေမိသားစုတွေလိုက်တောင်းရှိကုန်ပြီးတဲ့ကိုကကြိုရှင်းတာရဲ့သူတို့လာ အတိုက်ကိုထိုင်ဆောင်နေရတဲ့ဒုက္ခကပိုကြီးကြောင်းပြောလာလို့ပါတဲ့ ကိုဘုံကိုတဲ့အော်ပေးပါလို့ကိုစိုးသားနိုင်ကဓာတ်ရိုက်အကူကြီးတောင်းနေပါတယ်ကိုဘုံနဲ့တနေ့နိုင်နဲ့မုံအဆက်နှက်ကြီးကုန်းရွာပေါ့ပင်ကွင်းရွာအင်အား900နဲ့လက်နက်ကြီးတွေပါတယ်199နဲ့မလွဲတောင်ကိုဝင်လုံးပဲပင်လေကန်းချေရွာတွေပါရွာသားတွေအကုန်ပြောင်းရွှေ့နေပြီ အလဲစကန်းနဲ့ရာဟုစကန်းကကားလမ်းပေါ်တက်ပြီးတော့ဆက်ကြီးကောက်နေပြီတဲ့သူတို့မဝိုင်းခင်ရှင်းတဲ့နာကိုသွားပြီးရှင်းတဲ့မှာကြောင်းသူတို့ဘယ်ချိန်လာမလဲထိုင်ဆောင်နေရတဲ့ဒုက္ခကကြီးကြောင်း နောက်တစ်ခုရေးနဲ့တံပြူစေရကြာလိန်မောချံဂိတ်ကကားတစ်စီးကိုတသိမ်းမပေးမနေရမပေးရင်ရိုက်တယ်ကရင်ဂိတ်ပါတဲ့ဓမ္မစစ်တဲ့ဂိတ်ကတော့၃000တောင်းတယ်တဲ့ပေးရတယ်တဲ့မြည်သူတွေអော်နေကြပြီတဲ့ကားသေးတွေអော်နေပြီတဲ့ကိုဖုံးနဲ့မိုးမြင့်နဲ့တနင်္သာရီအတွက်တကားမှမအော်ပြီးသည်လို့တောင်းဆိုနေပါတယ်တဲ့ကိုဖုံးရေးတဲ့ကျေးဇူးပြုပြီးတင်ပြပေးစီလိုပါတယ်တဲ့နော်အဲ့ဒါကကျွန်တော်က ပေါ်တော့ဒီအားတွေပြောနေရတယ်ဆိုတာကကျွန်တော်စပီကာတို့ခံယူလာတော့စပီကာသမားတယောက်အနေနဲ့တာဝန်ကြီးစီတာဝန်ကြီးခြင်းနဲ့ပေါ့နော်ဒီနိုင်ငံဒီလူမျိုးအေဂျင့်ကနေတိုင်းခြင်းနဲ့ပြည်သူလူထုဒီတက်မတော်အတွက်ပေါ့နော်ကျွန်တော်တာဝန်ကြီးခြင်းနဲ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့၅ခု၈ခုပါတို့နော်ကျွန်တော်អော်ခဲ့တယ်နော်ကျွန်တော်អော်ခဲ့တယ်ဒီဖလန်းနော်168တို့ကျွန်တော်អော်ခဲ့တယ်နော်អော်တယ်ကြားတယ်၅ခု၈អော်တယ် နော်မကြခင်3 5ရက်တပတ်လို့អော်တယ်ဂယူးမဆိုင်ကြအောင်နော်အဲ့ဒီနေရာဒေသတွေမှာရှိနေတဲ့အခြေခံစစ်တရားနေစပြီးတော့မှအဲ့မှာဟိုပေါ့နော်တိုင်းမှုလောက်အစင်းကြီးနေနော်တည်တည်နေလို့ပဲကျွန်တော်ပြောခြင်းနေအခုကျွန်တော်ပြောပြီးပြီနော်ဒီဒီဥစ္စာဒီတရင်ကနော်169နော်မလွဲတောင်းဝင်လုံးပဲတဲ့အေးပြောတယ်ပြောတဲ့စကားကကျွန်တော်တို့ကတစ်စင်တစ်ဆက်ကိုစစ်စင်ရေးဒီဘက်နောက်ပိုင်းနေရကျွန်တော်တို့က ဒီလာချိုရမခါနေအကြောင်းပြုပြီးတော့ဒီနဘခနော်အန်းတို့ပါတို့နော်ပြန်ကြည့်ပါကျွန်တော်ကျွန်တော်ကျွန်တော်ပြောထားတဲ့ဟိုနေရာတွေတက်တယ်နော်ဟိုဘက်ဆိုဒီဒီဘော23မရောက်ခင်903 904တို့အဲ့ဘက်ဒီအဲ့မှာအမြောက်ဟိုတန်ချက်ကတက်ရှိနော်အဲ့ဓာ ड़ी အကုန်လုံးပြောတယ်အပြောတာကိုဂယုမဆိုင်တာလို့လို့အလေးမထားတာလို့လို့လို့တော့ကိုယ့်ဘက်ကကြာရှုံးမှုရှိလာတော့သူများပြောเสียဖြစ်တာပေါ့ဗျာနော် ဲ့တော့ကြတော့ခမားတို့တိပါတယ်ခမားတို့တိတိနဲ့မိုက်နေတာပါနော်ငါတို့တိတိနဲ့မိုက်နေတာခမားတို့အကျိုးစီးပွားတာဆိုရင်တော့ခမားတို့ဒီလိုလုံမှာမဟုတ်ဘူးနော်ကျွန်တော်တို့ကနိုင်ငံနဲ့လူမျိုးကိုချစ်တာဗျလူပုံကိုချစ်တာမဟုတ်ဘူးနော်ဒီတိုင်းပြည်နဲ့ဒီနိုင်ငံဒီလူမျိုးအေးချမ်းစွာနေထိုင်ခြင်းနဲ့ပြည်သူလူထုပြီးတက်မတော်နဲ့တက်မတော်သားမိသားစုကိုချစ်တာဒါပေမဲ့အဲ့ဒီထဲမှာရုံမှာအောက်ကောက်ချစ်အောက်တန်းစားတွေအောက်တန်းကြတဲ့လူလူတွေမပါဘူးနော်ကျွန်တော်တို့ကတက်မတော်ကိုချစ်တာတက်မတော်သားကိုလည်းချစ်တယ် ဒါပေမဲ့စစ်မှန်တဲ့တက်မလို့သားကိုချစ်တာနော်တိုင်းပြည်အတွက်နိုင်ငံအတွက်လူမျိုးအတွက်ကိုယ့်ရဲ့အောက်လက်တပည့်အငယ်သားတွေအပေါ်မှာပြန်ကြည့်တဲ့ခေါင်းဆောင်မျိုးတွေကိုကျွန်တော်တို့ကချစ်တာအဲ့တော့ငါက98တုန်းကလည်းရတိတောင်မျိုးနယ်ကိုစစ်တပ်ကလေရင်ဖြင့်ဘုံကျဲမှုကလေးငယ်များနဲ့မိခင်များပါဝင် အယက်သားပြည်သူ73ဦးသေဆုံးရခိုင်ပြည်ရတိတောင်မြို့နယ်ထွန်းရဝေကြီးရွာဟောင်းကိုယနေ့မေလ73ရက်နေ့နနက်10:00နာရီချိန်ဝန်းကျင်တွင်အကြမ်းဖက်စစ်ကောင်စီတပ်ကတိုက်လေရင်တစည်းဖြင့်ပေါင်9ရဘုံနှင့်လုံးကျဲချခဲ့ရာကလေးငယ်များနှင့်မိခင်များပါဝင်အယက်သားပြည်သူ73ဦးသေဆုံးသွားသည့် လောလောဆယ်တည်ဆုံးတာက73ယောက်ပါဗျာပွဲချင်းပြီးတည်ဆုံးသွားတာလို့ဆိုရမှာပါဒံယာကရထားတာက20ဦးနဲ့အထက်ပါထိခိုက်တည်ဆုံးတဲ့သူတွေကဒီထက်လည်းများလာနိုင်ပါတယ်စီရင်အတိအကျနာမည်တွေကနောက်မှပြောနိုင်ပါမယ်ဒီစီရင်ကတော့လောလောဆယ်အတည်ပြုနိုင်ပါတယ် ်ဟုဒေတာတည်ရင်မြစ်ကပြောသည် ထုံးရဝေကြီးရွာမှာစစ်ဖက်ရေးရနှင့်မသက်ဆိုင်ပဲစစ်ကောင်စီကရွေချက်ရှိရှိပေါင်း၅ရဘုံနှလုံးအုံပြုကျဲချတိုက်ခိုက်ခဲ့ဖြစ်ကြောင်းသိရှိရသည်ဒဏ်ရာရသူတွေကိုတော့အရေးပေါ်နိဆက်ရာဆေးရုံဆေးကန်းတွေစီပို့ထားပါတယ်အဲ့ဒီမှာအရေးပေါ်လူနာတွေလည်းပါဝင်ပါတယ်အသက်အန္တရာယ်ဆိုးရင်ရတဲ့သူတွေပေါ့ဟု အခြားတရင်ရင်းမြစ်တအူးကပြောသည် အာရခတတော်အေးပြောခွင့်ရဥခိုင်ဒုက္ခကလည်းယတိတောင်မျိုးနဲ့ထွန်ရဝေကြီးရွာဘုံကျဲခံရမှုဖြစ်စဉ်တွင်တေဆုံးဆဲ၃ဦးဒဏ်ရာရရှိသူ၂၀ဦးကျော်နှင့်လူနေအိမ်ဆဲနှလုံးထိခိုက်ပျက်စီးသွားသည်ဟုမီဒီယာများအားအတည်ပြုပြောကြားထားသည်တေဆုံးသူ၃ဦးထဲတွင်အသက်၆နှစ်အရွယ်ကလေးငယ်၁ဦးနှင့်၁၀နှစ်အရွယ်ကလေးငယ်၁ဦးပါဝင်ကြောင်းနှင့်အမျိုးသမီးများလည်းပါဝင်ကြောင်းသိရသည်စစ်ကောင်စီကပေါင်၅ရာဘုံနှလုံးနှင့်လာကျဲသွားတာ ဒီရွာကအင်ဂျီနီယာလောက်ရှိမယ်စစ်ရေးနဲ့ဘာမှမတက်ဆိုင်တဲ့ရွာပါရွာသူရွာသားတွေအေးအေးဆေးဆေးနေနေကြတာကိုစစ်ကောင်စီကဘုံလာကျဲသွားတာအခုပြက်စည်းတွေကြားထဲမှာတေဆုံးသူတွေထက်ရှိနိုင်တာကြောင့်အခုစည်ရင်ထက်ပိုများလာနိုင်ပါတယ်ဟုယတိတောင်ဒေတာပြည်သူတို့ကဆိုသည်အာနာတိန်စစ်ကောင်စီက ကျောက်ဖြူမြို့နယ်လက်ခတ်မော်ကျေးရွာကိုလည်းယနေ့မေလ13ရက်နနက်4နာရီဝန်းကျင်တွင်ဒရုန်းဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့၍လက်ခတ်မော်ဘုံတော်ကြီးကျောင်းမိလောင်ပြကျပျက်စီးသွားကြောင်းသိရသည်ပြောတယ်ပြောတယ်ကြာသွားတယ်နော်ပြီးတော့မှပြန်ရတယ်ပြန်ကျွန်တော်တို့ပြောပြသားလက်ရှိကိုအခြေခံခံနဲ့ထိုင်လာတဲ့နေရာကိုပေးရပြီဆိုရင်ပြန်တိုက်လို့ရှိရင်မလွယ်ဘူးအတက်တရာအလကားမရဘူးနော်အဲ့လောက်ပဲပြောချင်ပါတယ်နော် အဲ့တော့၁၅လားတဲ့ကျွန်တော်လည်းခီးထွက်နေလို့ပေါ့နော်၁၅လား2025မန္တလေးတိုင်းစင်ကူးမြို့နယ်ခြီတော့ပေါ့ချေးရွာဦးတန်းထွန်းအပေါင်းဒေါ်ခိုင် အကျမ်းဘက်တွေစေးကူပေးနေတဲ့နေအိမ်ပေါ်တဲ့တဲ့ကြပေါက်ကွဲ PDF ဆက်နေအောင်အကျမ်းဘက်အာပီ9ရောက်တေဆုံးဒဏ်ရာအများအပြားရှိကြောင်း တင်ပြရတဲ့နော်ဒီမှာလည်းနောက်ထပ်ဝိုင်းနဲ့မပညာရေးပေးထားသေးတယ်ကျွန်တော်တို့ကတော့ပေးတာပဲအဲ့ဒီမန္တလေးစင်ကူးလို့ခြီတော့ပေါ့လို့ဆိုရင် နော်ဒါရိုက်အပေါ်ထိရောက်ရောက်ပေးတယ်အေးအဲ့လိုမျိုးပေးလို့လုပ်တယ်ဆိုရင်ကျွန်တော်တို့ကပေးရတာအားရှိရဗျာပေးလဲပေးတယ်မလုပ်လဲမလုပ်ဘူးဆိုတော့တခါပြောလဲမလုပ်နှစ်ခါပြောလဲမလုပ်တော့လိုင်းဘဝတက်တော်တော့အာစစ်တရင်ပါညာဆိုတာဘယ်စစ်တရင်ပါညာဆိုတာယူနေတာမှမဟုတ်တာဟုတ်လားတက်မတော်ထဲမှာမွေးပွားပြီးတော့တက်မတော်ထဲမှာကြည်ပြင်းခဲ့တဲ့ကောင်ကတိရပါဘောခင်ဗျားတို့မလုပ်လို့អော်ရတာဗောနော်နောက်တစ်ခုကတော့ DNA နဲ့ခန်းစစ်စကန်တခုကသိမ်းပိုင်းရရှိနောင်ချူဒေတာ မေလာ၁၀ရက်မနက်ပိုင်းအချိန်တွင်နောင်ကျိုဒေသတွင်နေမီလုံခြုံရေးဆောင်ရွက်နေသည့်စစ်ကြောင်းအကြမ်းဖက် DNA အဖွဲ့ကယူကလစ်တော်ထဲမှပစ်ခတ်သည့်ဖြင့်ဝင်ရောက်ရှင်းလင်းရာမနက်၆နာရီကျော်ခန့်တွင်ရန်သူနေရာယူယူကလစ်တော်အသိမ်းပိုင်ရာရှိဖြစ်စဉ်တွင်မိမိစစ်သည့်တဦးကျော်ဟင်းထိပြီးတော့ရန်သူတမ္မတေ DNA အလောင်းတလောင်းတိုက်၈၁တနက်တလက် M22G 483တောင်း M22G အိမ်၃ခုလက်ပစ်ဘုံ၅လုံးတဲအိတ်ဘန်ကာ၄လုံး တယောက်ပြစ်ချင်းသေးအိတ်ခုနှစ်ချင်းရှစ်ယောက်ရှစ်တယောက်ပြစ်ချင်းဆက်တချင်းတို့အသိမ့်ပိုက်ရရှိမိမိတက်အားစတင်ပြကတဲ့ပြတုံ့ပြန်အခွင့်အရေးရရန်သူစကမ်းမှာသိမ့်ပိုက်လိုက်ပါသည်တဲ့နော်တောင်ကန်းဖိုက်တာတွေကိုသွေးတို့မဆမ်းမှနဲ့ခွေးမျိုးကန်းတတ်ပါသည်ကွန်ဂရက်ဂျူလေးရှင်းမှာတောင်ကန်းဖိုက်တာများတဲ့နောင်ချိုးပလောင်ကိုတိုက်ပွဲသတင်းဆုံးတဲ့နော်ဒီလေးစော်ပုံဟဲ့နဲ့ငင်းကြံမန်လီလန်အရင်လှုပ်ဆောင်ပေးပါလို့ပြည်သူတယောက်အနေနဲ့အားကိုးပါတယ်ကြီးတဲ့ ရွာကကောင်တွေလည်းဂျိုကြွနေတာတဲ့သူတို့ဘက်အချံတခုခုဖြစ်ရင်စစ်တပ်ထောက်ခံတဲ့သူကိုတတ်မယ်တဲ့၄ယောက်ပြောတာပဲတဲ့ညီလေးညီလေးတဲ့တူတွေတောင်မနေရဲလို့စစ်ဆောင်နေရတာတဲ့ရှစ်လရှိပြီတဲ့စစ်တပ်နဲ့ရွာနဲ့ကနှစ်မိုင်ခွဲလောက်ပဲရှိတာလာမရှင်းဘူးတဲ့စိတ်ပြက်စရာကြီးတဲ့နော်လဘကအတိုင်းမူကြီးကနေပြီးတော့စစ်ကြောင်းထိုးနေတဲ့အခြေခံစစ်တီစစ်သားတွေတော့သိသိချင်းလို့နော်ကျွန်တော်တို့ကပြောပြတာပါကျွန်တော်တို့ရဲ့ ပြောဆိုတာတွေရရှိတဲ့သတင်းတွေကနော်နိုင်ငံအတွက်ကိုတက်မတော်အတွက်ကို အထောက်အကူလည်းပြုပါတယ်အားတကူလည်းဖြစ်ပါတယ်နော်ကျွန်တော်တို့ကချစ်တဲ့စိတ်နဲ့ကိုယ့်အသက်တွေကိုပေးပြီးတော့စတဲ့ပြီးတော့မှလုံနေတဲ့အလုံးတစ်ခုအပေါ်မှာကိုတင်အောင်ဆွဲတွေ့ပြီးတော့မှအဲ့လိုအမြင်ဆောင်တာတို့အမြင်မားတာတို့အမြင်မကြည်တဲ့အလုံးမျိုးတွေမလုပ်ပါနဲ့နော်နိုင်ငံအတွက်လူမျိုးအတွက်ဆိုရင်သဘောထားကြီးပါနှလုံးလှပါနော်နှလုံးသားလှတဲ့လူတယောက်ဖြစ်ဖို့ဆိုတာက တော်တော်ကိုစ조사ရပါတယ်เนาะအဲ့ဒီအတွက်မိမိကိုကိုเนาะဟိုစဉ်းစားစဉ်းကျင်ပြီးတော့အသိဉာဏ်ပညာရင်းနဲ့ခွဲပြီးတော့မိမိကိုကိုလည်းပြန်လည်သုံးသပ်ကြပါလို့เนาะအဲဇော်ဘိုးရင်းတို့ဘာလုပ်နေလဲဇော်ဘိုးရင်းတို့ကတော့စကားပြောတာတော့ခက်ချမ်းချမ်းပြောတာဟုတ်เนาะခက်ချမ်းချမ်းပြောတယ်ခက်ချမ်းချမ်းဆိုတာဟိုတက်မလို့အတိုင်းဝိုင်းနေပေါက်ခွားကြီးပြင်းလာတဲ့လူတယောက်ဆိုတော့နော်စကားကိုဆွဲနေအောင်လို့ပြောမှရတယ်နော်ကျွန်တော်တို့ကဟိုအမှန်တရားကိုဖော်ဆောင်နေတဲ့အချိန်မှာနော်သူ့ဘက်ကိုယ့်ဘက် ဗမ်းမလိုက်ပဲနဲ့နော်အဲ့လိုပြောမှရန်သူတရင်တွေရမယ်အောက်ကအချင်းမြတ်ခြားစားတဲ့အဂရိတရင်တွေရမယ်နော်အဲ့ဒါမှနိုင်ငံတော်အကြီးအကဲတွေကဒီနိုင်ငံကိုဘလို့ကောင်းအောင်ပြုပြင်တည်ဆောက်မလဲဆိုတာကိုတို့စဉ်းစားနိုင်မယ်နော်အဲ့ဒါကျွန်တော်တို့ကတိုင်းပြည်နဲ့လူမျိုးတွေကိုကျွန်တော်တို့အထောက်အကူပြုပေးနေတာအဘကချုပ်ကြီးပါပြောထားလေနော်မဟုတ်တာလုပ်တဲ့လူတွေကိုချက်ချင်းအေးအေးယူဆောင်ရွက်ပါနော် ဖြုတ်တင်ဖြုတ်မယ်ထုတ်တင်ထုတ်မယ်ရှင်းတင်ရှင်းမယ်နော်ခင်ဗျားတို့အခုအဂရီတွေနဲ့လူတွေကျွန်တော်ပြင်ဦးလဲမှာပြောလိုက်တော့ကျွန်တော်အသက်ပါအန်ရည်နဲ့ချင်းကြောက်လာတယ်ကျွန်တော်မကြောက်ပါဘူးဗျာကျွန်တော်သေသွားလို့ဒီတိုင်းပြီးကောင်းမယ်ဆိုရင်အခုချက်ချင်းတော့ကျွန်တော်အသက်ပေးပလိုက်ပါပါနော်ခင်ဗျားတို့ဟိုလူသားဆန်ပါနော်ဒီတိုင်းပြီးကဗုဒ္ဓဘာသာပါခင်ဗျားတို့လောက်ဟိုဖျားသွားကြောင်းတက်လို့ဖျားရှိကိုပြီးတော့မှနော်ဘုံကြီးတော့ဘုံကြီးကြောင်းသွားတယ်ဖျားတွေလို့တယ်ပြီးရင်အောက်တန်းကြတဲ့အပြုမှုတွေ အနေအထိုင်းနေနော်အောက်တန်းစားဆန်တဲ့စိတ်ဓာတ်မျိုးတွေခမားတို့ပိုင်ဆိုင်တိုင်းခမားတို့ကတဘွားဆန်တယ်နော်အေးကျတော့တော့နိုင်ငံနဲ့လူမျိုးနဲ့တိုင်းပြည်နဲ့ကိုတက်မတော်သားတွေအတွက်ဆိုလို့ရှိရင်ဖြစ်ချင်ရဖြစ်နော်အဲ့တော့မြန်မာပြည်အများဆုံးငြိမ်းချမ်းပါစေရှင်နိုင်အောင်နေတဲ့တက်မလို့သားတွေဘေးရန်တွေအကင်းရှင်းပြီးတော့နောက်တန်းအမိသားစုတွေနဲ့အများဆုံးပြန်လည်ဆုံစည်းနိုင်